ကချစ်ပြည်ထက်ကမြို့နယ်၃မြို့နယ်မှာတိုက်ပွဲတွေပြင်းဖြစ်နေသလိုစစ်ကောင်စီကဖားခဲ့ဒေသကိုထိ ंछ ုံနိုင်ဖို့အပြင်းအထန်စီရေလှရှာမှုတွေပြင်လုပ်နေပါတယ်။ဂျွန်လာနောက်ဆုံးပတ်ချက်ကချင်ပြည်ထက်ကဗမော်ဝိုင်းမော်နယ်ကြောက်စိတ်ထွက်တဲ့ဖားခဲ့မြို့နယ်ထဲမှာတိုက်ပွဲတွေဖြစ်နေပါတယ်။ပါကဲမြွနယ်ထက်ကမော်ဝမ်းလေးရွာနာမှာဇူလ25ရက်နေ့ကစပြီးစစ်ကောက်စီတပ်နဲ့ကချင်လူလက်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေကြားတိုက်ပွဲတွေဖြစ်နေပါတယ်။ လက်နက်ကြီးလက်နက်ငယ်တန်တွေဆက်တိုက်ကြားနေရတယ်လို့ဖာကန်ဒေတာခက်အမျိုးသားတယောက်ကပြောပါတယ်။စစ်ကောက်စီတပ်ကဖာကန်မြို့ကိုထိတ်ချုပ်နိုင်ရင်ဖာကန်ကအမြင့်ဆုံးတောက်ဖြစ်တဲ့သူတို့လက်လူခဲရတဲ့လမောင်းကုန်းကိုပြန်ရဖို့စူးစမ်းနေတာလို့လည်းသုံးသပ်မှုတွေရှိနေပါတယ်။ဖကန့်အပြင်ဗမော်မြို့သိမ်းတိုက်ပွဲကလည်းဆက်ဖြစ်နေပါတယ်ဗမော်မှာတော့စစ်ကောင်စီတပ်ကလေကြောင်းအပြင် drone နဲ့ကြီးတွေတုံးပြီးတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတယ်လို့ဆိုပါတယ် ဂျွန်လာနောက်ဆုံးပတ်ထဲမှာပဲ Y8 Y12 ဘီရီတွေနဲ့လက်နက်အင်အားလူအင်အားဖြစ်တင်တာတွေလုပ်နေတယ်လို့ဆိုပါတယ်ဗမော်တဖက်ကံကစင်ကင်ရွာကိုလေကြောင်းအပြင်လက်နဲ့ဂျီယောဒရုန်းနဲ့ပါပြစ်ခတ်တိုက်ခိုက်တာကြောင့်အရက်သားနေရောက်တိုက်ဆုပ်ခဲ့တယ်လို့ဗမော်စကောင်တင်ကဂျွန်လ26ရက်နေ့မှာထုတ်ပြန်လာပါတယ် မြစ်ကြီးနာတဖက်ကန်ဝိုင်းမော်မြို့နယ်ထက်ကဝါရှောင်းဆယ်နားမှာရှိတဲ့ဂွေရွတ်ရံရွာကိုလည်းဂျွန်လ23ရက်နေ့ကလေကြောင်းကနေဗုံးကျဲတိုက်ခိုက်ခဲ့လို့အမျိုးသမီးတယောက်ထိမှန်ဒဏ်ရာရခဲ့ပြီးအိမ်ငါးလုံးပျက်စီးသွားပါတယ်ဝိုင်းမော်မြို့နယ်ထဲဂျွန်လာတတိယပတ်ကစားလို့စစ်ကောက်စီတပ်က စီရေလှရှာမှုတွေရှိလာနေတာကြောင့်တိုက်ပွဲတွေပြန်ဖြစ်လာမှာကိုဒေသခံတွေစိုးရိမ်နေကြပါတယ်။